ဗုဒ္ဓဒံယရီကျောင်းသူတော်တွေခေတ်စားနေသည်ယနေ့ငါသည် အရက်တဲသူဆွန့်ခန့်သွားစဉ်ဆွန့်ခန့်ချိန်မကျသည်၍ဥဒာယီပရဘာယီအထံသို့သွားလေသည်သူသည်အခြားပုဂ္ဂိုလ်များနှင့်ထိုင်၍စကားဆင်မြည်ဆွေးနွေးပြောကြားနေလေသည်ရောက်သွားသည်နှင့်တပြိုင်တည်းသူသည်ဗန်ဒေဟုခေါ်၍ခီးဥကြုပ်ပြုလေသည် ငါကမေးလိုက်သည်ဘာစကားတွေပြောနေကြသနီဥဒာယီဥဒာယီဘယ်ပုဂ္ဂိုလ်ဤတပည့်တပန်းသည်မိမိဆရာကိုပို့ပြီးအလေးအမြတ်ပြုကြသနီဆိုသည့်အကြောင်းကိုဆွေးနွေးပြောကြနေကြပါသည်တပည့်တော်တို့ဤစကားထဲမှာအရှင်ဘုရား၏အမည်နာမလည်းပါပါသည်အရှင်ဘုရား၏တပည့်တပန်းများသည်အရှင်ဘုရားကိုအလွန်တရာအလေးအမြတ်ပြုကြသည်ဆိုသည့်အကြောင်းကိုတပည့်တော်ကပြောပြပါသည်ငါ ထို့အချက်ကိုသင်ဘလို့လောက်ပြီးသည်တနည်းဥဒာယီအရှင်ဘုရားတနေ့တော်ကအရှင်ဘုရားကြားဟောနေစဉ်တပည့်တူကချောင်းဆိုးပါသည်ထို့အခါမှာအခြားတပည့်တူကထို့တပည့်ကိုချောင်းမဆိုးနေငြိမ့်ငြိမ့်နားထောင်စမ်းပြစေဘုရားရှင်တရားဟောနေသည်ဟုပြောပါသည်ထို့နည်းတိုင်းအရှင်ဘုရားတရားဟောနေရင်မြည်သည့်တပည့်ဖြစ်ဖြစ်ဟိုဟိုဒီဒီမကြည့်တော့ပဲတိတ်ဆိတ်ငြိမ်သက်စွာဖြင့် စိတ်တည်ငြိမ်စွာထားပြီးအရှင်ဘုရား၏တရားကိုနာကြားပါသည်ဘယ်ထိတွေ့ရသည်။ဆိုလျင်အရှင်ဘုရား၏တပည့်တူဦးသည်တန်ခါဘောင်ကိုဆွန့်ခွာပြီးလူဘောင်ရောက်သွားသည့်တိုင်အောင်အရှင်ဘုရားကိုချီးမွမ်းပြီးကိုယ့်ကိုယ်ကိုတန်ခါဘောင်မှမနေနိုင်သည့်ဖြစ်၍ချုံချခဲ့ရပါသည်ထိုအချက်များကိုခြောက်ထားပြီးအရှင်ဘုရား၏တပည့်များသည်အရှင်ဘုရားကိုအလွန်တရာလေးမျက်ပြုကြောင်းတပည့်တော်သိရပါသည်အရှင်ဘုရားကိုအလွန်တရာလေးမျက်ပြုကြသောကြောင့်အရှင်ဘုရား၏တပည့်များသည် အရှင်ဘုရားထံမှာတင်ကြားတက်မြောက်ပြီးပညာဉာဏ်နှင့်ပြည့်စုံသူစိတ်နှလုံးကိုထိန်းချုပ်ကုတ်ကဲသူများဖြစ်သွားကြခြင်းဖြစ်ပါသည်အရှင်ဘုရားကိုလေးမြတ်ပြုခြင်းကြောင့်အရှင်ဘုရား၏တပည့်များသည်များစွာအမျက်ထွက်ကြပါသည်ငါဥဒါယီရှင်တို့အလေးမြတ်ပြုခံရခြင်းအကြောင်းကိုသင်သိပါသလားဥဒါယီရှင်တို့အလေးမြတ်ပြုခံရခြင်းအကြောင်း၅ရပ်ကိုတပည့်တော်သိပါသည် အရှင်ဘုရားအစားအစာနည်းနည်းစားခြင်းသည်ပထမအကြောင်းဖြစ်ပါသည်။အရှင်ဘုရားရိုရိုတက်တာဝတ်ခြင်းသည်ဒုတိယအကြောင်းဖြစ်ပါသည်။အရှင်ဘုရားအစားအစာရိုရိုစားခြင်းသည်တတိယအကြောင်းဖြစ်ပါသည်။အရှင်ဘုရားရိုရိုအိပ်ရာနေရာမှအိပ်ခြင်းသည်စတုထအကြောင်းဖြစ်ပါသည်။အရှင်ဘုရားစိတ်ညင်ရာ၌နေထိုင်ခြင်းသည်ပင်စမအကြောင်းဖြစ်ပါသည်။ငါရင်းကုန်ရည်ခြင်းတို့ကြောင့်တစုံတယောက်တော်သူသည် ြီးကျယ်မြင့်မြတ်သူဖြစ်မလာနိုင်ပေ။ကြောင်သူတော်များ၌ရင်းကုန်၏ခြင်းများပို့ပြီးတော့တောင်ရှိကြသည်။ငါ၏တပည့်ပေါင်းများစွာသည်ငါထက်ပင်မကောင်းသည့်အဝတ်ကိုဝတ်ကြသည်။ကျန်တန်သည့်အစားအစာများကိုစားကြသည်သည်။တစ်ပင်အောင်မြေကြီးပေါ်မှအိတ်ကြသည်။ဂူထဲတွင်တကိုယ်ထဲနေထိုင်ကြသည်။သူတို့သည်ဝေဖန်မှုပြုလုပ်ရန်အတွက်သက်သက်သားလျင်တန်ကားအဖွဲစီတဲ့သူဝင်ရောက်လာကြခြင်းဖြစ်လေသည်။ရှင်အချက်လက်များနှင့်ပတ်သက်၍မူငါးဤတပည့်များသည့ နားထက်တာလွန်ကြသေးသည်တို့ဖြစ်၍ရှင်အကြောင်းများကြောင့်သူတို့ငါကိုဘယ်မှအလေးမြတ်ပြုကြမည်နည်းပူဇော်ကြမည်နည်းရှင်အကြောင်းများကြောင့်တစုံတယောက်တော်သူသည်အလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူမဖြစ်နိုင်ပေကမ္ဘာလောကသည်ရှင်အကြောင်းအချက်များကိုကြည်ပြီးသူတို့အားအလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူဟုထင်မှတ်ယူဆကြသည်တို့ဖြစ်သောကြောင့်သာကမ္ဘာလောကမှာကြောင်သူတော်များအရေအတွက်များပြီးတကယ်တကယ်စစ်မှန်သည့်သူတော်ကောင်းများ ူအကျိုးဆောင်ပုံကောများရှားပါးနေခြင်းဖြစ်လေသည်။သူအပေါင်းတို့မှာယင်းအယူဆမျိုးနေသွားလျင်နေသွားသည့်အလျောက်ကမ္ဘာလောကတွင် သူတို့သူမြတ်အစ်စ်မှန်များများပြားထွန်းကားလာပြီလိမ့်မည်။ဥဒာယီအရှင်ဘုရားအကယ်၍ယင်းเจ้าများကြောင့်ပုဂ္ဂိုလ်တို့သည်အလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူမဖြစ်ဘူးဆိုလျင်အရှင်ဘုရားအလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူဖြစ်နေခြင်းမှာအဘယ်သို့သောအကြောင်းများကြောင့်ပါနည်း ငါဥဇာယီငါဤတပည့်တပံများငါကိုအလေးမြတ်ပြုအပ်သူ ပူဇော်အပ်သူဟုထင်မှတ်ကြခြင်းအကြောင်းမှာတခြားဖြစ်သည်ပထမအကြောင်းမှာငါသည်တီလာရှိသည် ကိုနှုတ်နှလုံးကို ထိန်ချုပ်သူဖြစ်သည်ကမ္ဘာလောက၏အကျိုးနှင့်လျော်ညီစွာပြုလုပ်သည်ကမ္ဘာလောကအကျိုးကိုမဖျက်ဆီးပေဒုတိယအကြောင်းမှာငါပြောဆိုသည်များမှာအတွေ့အကြုံရာပြောဆိုခြင်းသာဖြစ်သည်ဟိုကားဒီကားအကြားနှင့် ကိုတွေးမရှိပဲဘယ်စကားကိုများမပြောဆိုပြီးတတိယအကြောင်းမှာအကြောင်းအရာဟုသမ ्या ၏အကျိုးတရားနှင့်အနာဂတ်ကိုဂရုထားခြင်းဖြစ်လေသည်သူဖြစ်၍ငါစကားကိုခြေဖြတ်၍မရပေစတုထအကြောင်းမှာငါသည်တပည့်တပန်များ၏အပေါ်၌အကျိုးမရှိသည့်ဝင်တော့ဝင်ပိုးကိုတင်မထားပေငါသည်ဒုက္ခ၏ပုံပန်းသတ္တံဒုက္ခ၏အကြောင်းဒုက္ခ၏ချုပ်ငြိမ်းခြင်းဒုက္ခ၏ချုပ်ငြိမ်းခြင်းနိလမ်းများကိုပြောပြပြီး ချမ်းသာဒုက္ခနှင့်ပြေဝသည့်ဆံပြဘဝမျိုးဖြစ်အောင်နီးလန်းညွန့်ပြလေသည်ပင်စမအကြောင်းမှာငါသည်တပည့်တပန်းများ၏ရှေ့မှတွင်တပည့်တပန်းအနေဖြင့်လွယ်လင်းတကူရှေ့သို့တိုးသွားပြီးအတိတရာရသွားစေနိုင်ပြီးလုပ်ငန်းစဉ်မျိုးကိုချပြလေသည်ရှင်အကြောင်းများကြောင့်ငါ၏တပည့်များကငါအားအလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူဟုချင်မှတ်ယူဆကြခြင်းဖြစ်လေသည်စားခြင်းတောက်ခြင်းအကြောင်းများကြောင့်မဟုတ်ပေ ကိုနှုတ်နှလုံးကိုထိမ့်ချုပ်ထားသူသည်စားခြင်းတောက်ခြင်းကိုဂရုမပြုတော့ပေအကောင်းဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်ရသည်များနှင့်ပင်ရောက်ရဲတင်းတိမ်ပြီးတော့သည်သူ့အတွက်ဟန်ဆောင်ခြင်းသဘောမရှိတော့ပေသူဖြစ်၍ငါလည်းဟန်ဆောင်ခြင်းသဘောမျိုးကိုဂရုမထားတော့ပေရင်အကြောင်းများကြောင့်ငါ၏တပည့်များသည်ငါအာအလေးမြတ်ပြုထိုက်သူပူဇော်ထိုက်သူဟုသဘောထားကြခြင်းဖြစ်လေသည်ဥဒ္ဒါယီသည်ဓာဤပြောပြချက်များကိုနှစ်သက်သဘောကျသွားလေသည်